အနန္တရပစ္စယောဆိုတာကရှေးစိတ်နဲ့နောက်စိတ်ရှေးစိတ်နဲ့နောက်စိတ်ဟာအခြားအကွယ်မရှိပဲနဲ့ခြေဆုပြုတယ်အနန္တရဆိုတာနတ်အန္တရဈာတဲ့မှာအခြားတရားတစ်ပါးမခြားဘူးဆိုတဲ့အတိတ်တွေကိုပြောတာ m e n t a l process လို့ခေါ်တဲ့ဝိသီကိုကြည့်မယ်ဆိုရင်မျက်စိကမျက်စိကိုအဆင်းအာယုံလေးကလာတိုက်လိုက်လို့မျက်စိတကားကိုပင်စတော်ရဝေဇန်းစိတ်ကလေးကဖွင့်ပေးလိုက်တယ်အဲ့ဒီပင်စတော်ရဝေဇန်းစိတ်ပြီးသွားတာနဲ့တပြိုင်နက်သက္ခုဝိညာဉ်စိတ်သက္ခုဝိညာဉ်စိတ်ချုပ်သွားတာနဲ့တပြိုင်နက်တံပတိဆိုင် လက်ခံတဲ့စိတ် လက်ခံတဲ့တံတီဆိုင်စိတ်ချုပ်သွားတာနဲ့တံတီရဏစိတ်ဒီလို mental process မှာအစဉ်အတိုင်းသွားနေတာအဲ့ဒီလိုအစဉ်တိုင်းသွားနေတဲ့အထက်မှာပိစဒရဝိဇန်စိတ်ကလေးနဲ့ပိစဒရဝိဇန်စိတ်ကလေးဖြစ်ပြီးချုပ်သွားတဲ့နောက်မှာသက္ကဝဉ္ဇဉ်စိတ်ဖြစ်ဖို့ကြားထဲမှာတခြားတရားမချဘူးလို့ပြောတာဇက်တိုက်လို့ပြောတာဒီလိုဆုံးလို့ အဲ့ဒါကိုအခြားမဲ့အခြားမဲ့လို့ဆိုတာအခြားမရှိဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်။တမဏ္ဍရပစ္စယောကလည်းထို့တူပဲအခြားမရှိဘူးဆိုတဲ့နေရာမှာရှစ်စိတ်ကလုံးဝချုပ်ငိမ့်သွားတာလည်းဖြစ်ရမယ်ဒါမို့နတ္ထိပစ္စယောလို့22ခုမြောက်မှာနတ္ထိပစ္စယောလုံးဝကင်းပြောက်ပြီးသားဖြစ်ရမယ်23ခုမြောက်မှာဝိကတပစ္စယော အနန္တရပစ္စယောနတ္ထိပစ္စယောတအနန္တရပစ္စယောတမနန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောဆိုတာ mental processness ပတ်သက်တယ်လို့ပြောတာရှေ့ကဖြစ်သွားတဲ့စိတ်ချုပ်သွားမှ နောက်ကစိတ်ဖြစ်တယ်အဲ့ဒီနှစ်ခုကြားမှာဘာမှ မခြားဘူးလို့ဒီလိုနားလည်ရပို့ပြီးတော့အရေးပါတာလေးကတော့ပါတော့ဆိုလို့ရှိရင် ဘဝတခုအဆုံးသတ်သွားတဲ့နောက်ဆုံးစိတ်ကိုသုတိလို့ခေါ်တယ်။ဒါဒီဘဝရဲ့နောက်ဆုံးစိတ်ထိုဒီဘဝရဲ့နောက်ဆုံးစိတ်သုတိရဲ့အချမ်းမဲ့မှာပါလာတော့ဆိုရင်ဘဝတကပရိတရေဆိုလာတယ်။အဲ့ဒီနှစ်ခုကြားမှာလည်းပဲပဋ္ဌံတရားတော်ရအချမ်းမရှိဘူးလို့ပြောတယ်နော်။ဘဝတော့ချားသွားပြီဒါပေမဲ့သုတိစိတ်ချုပ်သွားတဲ့နေ့တပိုင်းနဲ့ပရိတရေစိတ်ကဆက်တိုက်လာရတာ အဲ့ဒီလိုမအနန္တရပစ္စယောဆိုတဲ့အဓိပ္ပာယ်နဲ့ရတယ်။အဲ့ဒါမဟုတ်ဘဲနဲ့တချို့ဘုရားဘာသာယူဆတွေပေါ်လာတယ်။သုတိနဲ့ပရိဒိရေဈာမဘဝကလေးတစ်ခုဆိုပါစို့တိဘက်တည်းရဲ့အယူဆဆိုလို့ရှိရင်လူတယောက်သေဆုံးသွားလို့သုတိစိတ်ဖြစ်သွားပြီးတဲ့နောက်မှာပရိဒိရေမယူစဉ်49ရက်တည်းဆောင်းဆိုင်နေတယ် နေရာလိုက်ရှာနေတယ်ပေါ့။နော်49ရက်။ဗမာရီကျတော့ရက်လေဘူးဆိုတာကိုသွားပြီးအတွေ့လဲပြီး9ရက်လို့ပြောကြ။မနေပါဘူးတော့ရှောက်သွားတာ။နော်။နေလို့ရှိရင်လည်းတစ်စီဖြစ်လို့နေတာ။ဘဝတစ်ခုပဲအဲ့ဒါ။နော်သုတိသွားတာနဲ့တပြိုင်နဲ့နောက်ကပရိသေဒီနှစ်ခုချားမှာဗာစိတ်မှမချဘူးလို့ပြောတယ် အချိန်ကာလအပြည့်လည်းမချားဘူးစိတ်အနေနဲ့လည်းမချားဘူးလို့ပြောတာအနန္တရပစီဆိုတာအဲ့ဒါကြောင့်မလို့တေပြီးသည်ချားမဲ့နိုင်နောက်ထပ်စိတ်အစဉ်ဆိုတာပြတ်မသွားဘူးတဲ့ဘဝဆက်ပြတ်မသွားပြတ်မသွားသည့်အတွက်ကြောင့် online ပေါ့လူရဲ့စိတ်ဟာ line လေးတစ်ခုလို့အယောင်ပြောင်းခြင်းပြောင်းမယ်ပေါ့အကုသိုလ်စိတ်ဖြစ်လို့ရှိရင်အမဲ line ပေါ့ ကုသိုလ်စိတ်ဖြစ်တဲ့အခါအဖြူလိုင်းဒီလိုလိုင်းပြောင်းရင်တော့ပြောင်းသွားမယ်သို့သောပြတ်သွားတာမရှိဘူးလို့ဒီလိုယူဆတာမြတ်စွာဘုရားတရားတော်ကြီးပြတ်သွားတာမရှိဘူးပြတ်သွားတာမရှိလို့သူမိသားရဲ့တေဘွားကပါရမီတွေဖြည့်လာတာဂေါရမမြတ်စွာဘုရားဘဝဖြည့်ပြတ်သွားတယ်လို့မရှိဘူးဒီချားထဲမှာဘဝအမျိုးမျိုးကြုံနေမယ်ကြုံသွားတော့လေဒီ process ကြီးကရပ်သွားတယ်ပြတ်သွားတယ်ဆိုတာမရှိဘူး အဲ့ဒီ line ထဲမှာရှိနေတဲ့အတွက်ကြောင့်ကံကံဤကျိုးဆိုတာပေါ်လာတာပေါ့ဒီလူရဲ့စိတ်အစဉ်ထဲမှာအကုသိုလ်အဖြစ်ရင်ဒီလူနဲ့ပဲသက်ဆိုင်တယ်ဒါပြောတာတပ်ဝိတ္တကမ္မတကာဆိုတာကိုလှုပ်တာကိုပုတ်ကိုဥစ္စာဆိုတာတကယ်ဟုတ်တာဘာလို့ဆိုဒီ line ထဲဝင်သွားတာဒီ line ထဲဝင်သွားရင်ဒီလမ်းဒီစခန်းပဲရောက်မှာပဲတခြားမရောက်ဘူးတာအဲ့ဒါ အနန္တရပစ္စယောတို့တမနန္တရပစ္စယောတို့နတ္ထိပစ္စယောတို့ဝိကတပစ္စယောဆိုတာသဘောပေါက်လို့ရှိရင်ဘဝကူးတယ်ဆိုတာလဲရှားမှာဘာမှမရှားဘူးဆိုတာသဘောပေါက်ရတယ်ပေါ့စိတ်အစဉ်စိတ်ဟာပြတ်သွားတာမရှိဘူးယုတ်ကတော့တချို့ယုတ်တွေပြတ်သွားတာရှိတယ်ကမ္မဇာယုတ်ကတော့လည်းမပြတ်ဘူးလို့ပြောမှာမပြတ်ဘူးဆိုရင်ဒီဘဝကကမ္မဇာယုတ်ကပါသွားတာမရှိဘူးနောက်ဘဝကကမ္မဇာယုတ်အတိတ် ီဘဝကဘာမှတော့ပါမသွားဘူးသို့တော့ line အနေနဲ့တော့ဆက်ဆက်နေတယ်လို့ဒီလိုမှတ်ပါသွားတာတော့ဘာတစ်ခုမှမရှိဘူးယုံလည်းမရှိဘူးနံလည်းမရှိဘူးဒါပြင်တချို့ကမေးကြတယ်လူတယောက်မှဥပမဲ့တေကနေပါလက်အဖြတ်ခံရပြီတေသွားတယ်နောက်ဘဝကျလက်ပြကြည့်ဖြစ်တယ်ခွန်ကြီးတို့เจ้าမှဥစဉ်တော်ရှိတယ်ခေါင်းမှဓာတ်ထန်ရခြင်း တနေ့တော့ခေါင်းကြီးမြင်တော့မေးတယ်ဟဲ့ဒီကောင်းကဒန်းတာယံကြီးကဘာဖြစ်ထားတော့လို့ဆိုဘသူကဒါနဲ့ခုတ်ထားတာလို့ဆိုမဟုတ်ဘူးတဲ့မွေးရပါတဲ့မွေးရပါဟိုဘဝကဓာတ်ထံရဒီဘဝဘလို့လို့ပါလာတော့ဆိုစိတ်ဆွဲလန်းအဲ့ဒါစိတ်ဆွဲလန်းမှုကြောင့်ဖြစ်တာဥပါဒဏ်ကြောင့်ဖြစ်တာလို့ပြောတယ်သူစိတ်ထဲမှာခေါင်းမှာဒါယာကြီးဆိုတဲ့အနေနဲ့တည်သွားတဲ့အတွက်ကြောင့်နောက်ဖြစ်လာတဲ့အခါအဲ့ဒီအရာကြီးကအမှတ်ပြပြီးတော့ဖြစ်နေတယ် စိတ်ဆွမ်းအားဆိုတာအမြတမ်းပြည့်တယ်နော်စိတ်စိတ်ရဲ့ဆွမ်းအားတစ်ခုဟာလူကိုလည်းအသက်ရှင်စေနိုင်တယ်လူကိုလည်းသေစေနိုင်တယ်တခါတော့မှကြားဘူးတယ်ဆိုက်ကောလော်ဂျီနဲ့ပတ်သက်ပြီးတော့စမ်းသပ်တာတစ်ခုရှိတယ်လူတယောက်ရာသောသားတယောက် သေရမေးမဲ့ရာသောသားတယောက်ကိုရိုက်နဲ့နှင်းဆဲခြင်းမပြုဘဲနဲ့စိတ်ဖက်ဆိုင်ရာ ဒုက္ခရအောင်လုပ်ပြီးတော့တတ်တာရှိဘူးဘယ်လိုလုပ်တုံဆိုလို့ရှင်တရားသူကြီးကအမင်းချတယ်ဒီကောင်းကိုလယ်ချောင်းသွေးကိုဖောက်ပြီးတော့တတ်လယ်ချောင်းကိုဖောက်ပြီးတော့လယ်ချောင်းသွေးကသွေးကိုထုတ်ပြီးတော့တတ်ရမယ်လို့တရားသူကြီးကအဲ့လိုမိန့်ချအမင်းချပြီးတော့ကဲဒီကောင်းတတ်မယ်မျက်စိကိုခါတဲ့အဝတ်နဲ့စီးစီးပြီးပြီဆိုတဲ့အခါကျတော့ ရေစလုံးတို့ဘာတို့အနန္တယူထားကဲလာဒီကောင်လက်ချောင်းကိုဖြတ်တော့လက်ချောင်းသေးဖောက်တော့ဆိုပြီးလက်ချောင်းလေးနည်းနည်းဆက်ခနဲ့နာတော့အောင်ဖောက်လိုက်ပြီးတော့ဒီပြင်ကနေပြီးတော့ပိုက်ထဲကရေကလေးကနေပြီးတော့ရေစလုံးထဲမှာရေကြတန်လေးပေးထားတကယ်သူ့လက်ချောင်းကဘာသွေးတစ်ဆက်မှမထွက်ဘူးအဲ့ဒါလို့ရေစလုံးထဲမှာရေလေးကြပြီးတော့နေတာကိုသူက ငါလည်းကြောင်းသွေးတဲ့ငါလည်းကြောင်းကသွေးတွေထွက်ပြီးတော့ရေထဲမှာကြာနေပြီတို့သူ့စိတ်ထဲမှာအဲ့ဒါလို့ထင်ရောက်သွားတယ်အဲ့ဒါလို့ထင်အောင်လည်းပဲအမိန့်ချထားတယ်အတော်လေးကြာတဲ့ခေါင်းကြီးငိုက်ဆိုင်ကြာပြီးတေးသွားတယ်စိတ်နဲ့တတ်တာဒါဟောသူ့လက်ချောင်းကတကယ်ပဲသွေးတွေထွက်နေပြီလို့သူ့စိတ်ထဲမှာထင်ပြီးတော့စိတ်ဆွမ်းအားနဲ့တင်မဲ့ကြည့်ဒီရသောသားဟာအသက်ဆုံးသွားတယ် စက်ကြိုးကြပြီးတော့တေးသွားတယ်တကယ်တော့သူ့လေကြောင်းလေးဟာအရေပါလေးစုပ်ယုံလောင်လေးတွင်လှိလိုက်တာတဲ့ရေတံပေးနေတာအတံပေးနေတာလဲသူ့လေကြောင်းကသွေးတွေထွက်တာမဟုတ်ဘူးဒီပြင်ကနေပြီးတော့ရေတံပေးထားတာရေလေးနဲ့ပတ်သို့တော့သူ့လေကြောင်းကသွေးကပိုက်ကနေပန်းထွက်ပြီးတော့ရေစလုံးနဲ့ကြတဲ့ဆိုတဲ့အနေအထားမျိုးဟောထွက်လာပြီးသွေးတွေထွက်လာပြီးထွက်လာပြီးနဲ့ဘေးကပြောပေးတာ အဲ့လိုပြောပြရင်းနဲ့ဒီလူကစကြိုးကြပြီးတော့တေးသွားရှာတယ်။စိတ်ဆွမ်းအားဆိုအလွန်ပြင်းထန်တယ်လို့ပြောတာနော်။စိတ်ဆွမ်းအားနဲ့တတ်တာ။အဲ့ဒါကြောင့်မလို့ဘဝတစ်ခုမှာစိတ်ဆွမ်းအားတွေနဲ့ဒီလိုသွားနေကြတာ။ရှင်းစိတ်ကနောက်စိတ်ကိုတွန်းအားပေးပြီးတော့သွားလိုက်လို့ဘဝဆင်ဆက်ဟာမပြတ်ဘူးတဲ့တန်တရား။အဲ့ဒါကိုနားမလည်လို့ရှင်ဘလို့ယူဆတွေပေါ်လာတော့စိတ် ဤဒုက္ခနဲ့ကိုယ်ထဲမှာထာဝရမြဲနေတဲ့ဆိုးဆိုတဲ့အရာရှိတယ်သို့မဟုတ်ဗမာတွေခေါ်ဆိုရင်လိပ်ပြာပေါ့လိပ်ပြာလေးထွက်သွားပြီးတော့နောက်ခန္ဓာကိုယ်ထဲရောက်သွားတယ်သို့မဟုတ်သူတို့ပြောတဲ့ spirit ပေါ့ဘယ်ရာပဲဖြစ်ဖြစ်ဒုက္ခနာကောင်นี่ထွက်ပြီးတော့သွားတာဆိုဘာမှမရှိဘူးတဲ့အကြောင်းကြောင့်အကျိုးပေါ်တာများတာဖြစ်တယ်အကြောင်းဆက်မပြတ်သေးတဲ့အတွက်ကြောင့်အကျိုးဆက်ဆက်နေတယ် အဲ့ဒီသဘောတွေကိုပြောတာအနန္တရပစ္စယောတမန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောရှစ်စိတ်လေးချုပ်သွားမှနောက်စိတ်ဟာပေါ်ခွင့်ရတယ်